အခုရပိုင်းတွင်မြန်မာနိုင်ငံမှာပရိုက်တလူနာတင်ရင်တိမ်မောက်မှုတွေဇက်တိုက်ဖြစ်ပွားနေပြီးလူသေဆုံးမှုတွေပါရှိနေတာကြောင့်ပြည်သူတွေကြားစိုးရိမ်မှုတွေဝေဖန်ပြောဆိုမှုတွေမြင့်တက်နေပါတယ်။ပရိုက်တလူနာတင်ရင်တွေဘာကြောင့်တိမ်မောက်မှုတွေဖြစ်နေရတာပါလဲ။ပြီးခဲ့တဲ့ရပိုင်းကရန်ကုန်မန္တလေးအမြန်လန်း68မိုင်မှာလူနာတင်ရင်တစည်းခွေးတကောင်ကိုရှောင်ရင်းကနေတိမ်မောက်ခဲ့ပြီးပရိုက်တဝန်ထမ်းအမျိုးသမီးတူဦးနဲ့လူနာအပါဝင်၃ဦးတေဆုံးခဲ့ရပါတယ်။ ဒါပြင်မတ်လ14ရက်နေ့ကရန်ကုန်မြို့အလုံမြို့နယ်မှာဆက်ချုပ်ရင်းမှုကြောင့်ဖြစ်ခဲ့တဲ့လူနာတင်ရင်မတော်တဆမှုမှာလည်းလူနာတူအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုဖြစ်ရက်တွေကလူစုကိုအံ့အားတင်စေခဲ့ပြီး မေကွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ဝင်းရမှုလူမှုကွန်ရီအသင်းဥက္ကဋ္ဌဦးထွန်းမြတ်ညွန်ကတော့ဒီဖြစ်ရက်တွေရဲ့နောက်ကွယ်မှာအကြောင်းမျိုးမျိုးရှိတယ်လို့ဆိုပါတယ်။ ကားရဲ့ကြံ့ခိုင်မှုအားနေတာလမ်းအနေထားမကောင်းတာရင်မောင်းတွေရဲ့အတွေ့အကြုံနေတာတွေအပြင်လူငယ်ဝန်ထမ်းတွေရှာပါလာတာကြောင့်လက်တင်မောင်းတွေပါမောင်းနေရတဲ့အခြေအနေတွေရှိတယ်လို့သူကအခုလိုရှင်းပြပါရတယ်တွဲပြီးရောင်မတိုက်နေကားရေမောင်းနေကားရေနင်းရမှာမဟုတ်တာအဲဒီမှာမှသူစားပရိုက်တာကားကိုထင်ရှားသွားတာအဲဒီဆိုတာလည်းရှိမှာပါဘူးပြီးတော့တော့မှငယ်ကိုကားရေကျန်းခိုင်မှုတွေလိုအပ်မှာပေါ့ကားရေကျန်းခိုင်မှုတွေဆိုတာနံပါတ်1ကကားနဲ့ပတ်သက်တာလို့ဆိုလို့ရှိရင် ဘုန်းတော်ပိုင်းလူချင်းရှားတာနဲ့ပါလဲကြတော့လေတချို့ကြတော့ပကအကောင်းကြီးပြတယ်နည်းနည်းဟိုမောင်းရပုံစံတွေကပြရတခုနောက်တစ်ခုကကြတော့ volunteer အများရှားရဲ့အဲနေကမဖြစ်ဖြစ်အောင်ရည်တူထုတ်ရှားလာတဲ့ခါကျတော့ဟိုတချို့လက်ပမောင်းတွေပါတာပေါ့နော်နောက်တစ်ခုထပ်ထည့်ရမှာဆိုတော့ land ချစ် land ချစ်ပြန်တယ်ဖြစ်တယ်အော်ကားလည်းတိတ်မကောင်းဒီမောင်းလည်းမကြုံရလားလေအော်ဆူရမြိုင်မှာတော့ဖြစ်တတ်ပါတယ်ဒါပေမဲ့ဖြစ်တာတော့ကိုအမီလန့်စီရဲ့ ်ဖြစ်တယ်လို့မောက်ပေါ်ဝါလိုင်းဝါသေးသူတည်းရေတိုက်မှုကျုံရနေရမှာမဟုတ်တာအဲ့မှာမှအန်ဒီလက်ဖြစ်ရင်တင်ရှားသွားတာပဲလင်းလက်လူမှုကွန်ရီအသင်းဥက္ကဋ္ဌဒေါ်နန်းစောမိမိကတော့ဆက်ချုပ်ရင်းမှုနဲ့ရင်မောင်းတွေရဲ့ကျမ်းမာရေးအပြင်မမြင်နိုင်တဲ့ဘရော့လောကအနောက်ရှက်တွေလည်းပါနိုင်တယ်လို့ပြောဆိုပါရယ်လူနာတွေတေဆုံးသူတွေကိုတေဆောင်ရတာကြောင့်ဒီလိုအနောက်ရှက်တွေဇက်တိုက်ဖြစ်လာရင်ပရိတ်ရွဖို့အောင်လုပ်ရတယ်လို့သူကဆိုပါရယ် အရှိုးရဲ့အကြောင်းလည်းဖြစ်တယ်။ဒီရမောင်းကြီးရဲ့အခြေအနေကတက်မကြီးကြောင့်လည်းဖြစ်သွားနိုင်တယ်လို့။ဘာလို့ကမမြင်နိုင်တဲ့လောကရဲ့နော်ဒီလောကသားကြီးတဲ့ဒီအနောက်ရှက်ပေးတာလည်းဖြစ်နိုင်တယ်။ဒီကကြာကျွန်တော်တို့ကားကြီးတော်တော်များများမှပါလာတာမျိုးတွေရှိရဲ့။လူပေါင်းစုံကိုကယ်ရတယ်။နောက်ဒေပီးသားကြီးလည်းကယ်ရတယ်။နောက်တွားနေရင်းနဲ့လည်းတည်ဝါတာမျိုးတွေရှိရဲ့ပေါ့နော်။ဒီအရည်ရဲ့မမြင်နိုင်တဲ့လောကကြီးကစတော့လေဒီနေရာမှာပြီးတွေ့ပြီးတော့မှဒုက္ခတွေပေးတာမျိုးတွေလည်းဖြစ်နိုင်တယ်။ တချို့လူနာတင်ရင်တိမ်းမောက်ရတဲ့ဖြစ်စဉ်တွေမှာလည်းအထွေကြုံနေတဲ့ရင်မောင်းတွေကအရေးပေါ်လူနာကိုပို့ဆောင်ရတဲ့အခါလူနာရှင်ရဲ့ဖိအားတန်လူနာရဲ့အော်ဟစ်ညဉ်ညူတန်တွေနဲ့လူနာအသက်ကိုကဲတင်ခြင်းစောတွေကြောင့်ဖြစ်ရတာလို့ဆိုပါရယ်ဒီဖြစ်ရက်တွေဟာလူနာတင်ရင်ရဲ့အားနည်းချက်တွေတင်မကပဲရင်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာတဲ့တခြားရင်တွေကြောင့်လည်းဖြစ်တယ်လို့ထောက်ပြမှုတွေလည်းရှိနေပါရယ် လူနာမပါပဲကိုကြီးကိုရာအတွက်သုံးနေတဲ့လူနာတင်ရင်တွေကလည်းလမ်းကျောလူမောင်းတာကြောင့်မတော်တဆမှုတွေဖြစ်ရတယ်လို့ရန်ကုန်ဒေသခံအမျိုးသမီးတူကအခုလိုပြောပါတယ်။ကတော့ဟိုကားကြီးရမ်းရမ်းပေါ့နော်ခုနောက်ပိုင်းဆိုလို့ရှိရင်မောင်းလာကြတာရော နောက်ပြီးတော့အခုအရင်တော့ဆိုလို့ရှိရင်လူနာတင်ရင်ဟို လာလို့အတန်ပေးရဆိုလို့ရှိရင်ကားတန်းရဖယ်ပေးရပေါ့နော်အခုကလုနာတင်ရင်လာလို့အတန်ပေးတယ်ကားတွေရဖယ်ပေးခြင်းမဖယ်ပေးတယ်နောက်ပြီးတော့အတင်းဖြတ်ဝင်တာမျိုးတွေရှိတယ်အဲ့ဒါမျိုးတွေကလည်းဖြစ်လာတယ်ရင်စည်းကမ်းတွေကလည်းမလိုက်နာတဲ့အခါကျတော့ဒီလုနာတင်ရင်တွေတိမ်မောက်တာတွေကမကြခဏဖြစ်များလာတယ်လို့ယူဆရတာပေါ့နော်ဒီလုနာတင်ရင်မောင်းတဲ့သူတွေကလည်းတကယ်တမ်းပြောရလို့ရှိရင် လူနာတင်ပိုတီးတဲ့အတွက်ပဲလုံတော့တာမဟုတ်ဘဲနဲ့ personal အရာလည်းယူမောင်းနေတာမျိုးတွေရှိတဲ့အခါကျတော့ကားကြီးပြိုင်မောင်းကြလမ်းကျောတွေလူကြရင်လည်းဖြစ်တယ်လို့တော့ယူဆတာပါပဲရှင်မြန်မာနိုင်ငံရဲ့ရင်စည်းကမ်းလမ်းစည်းကမ်းဥပဒေအရဘလို့ရင်အမျိုးအစားမဆိုမတော်တဆမှုဖြစ်ရင်စည်းကမ်းမဲ့မောင်းနေတဲ့မော်တော်ယာဉ်တိုင်းအရေးယူခံရမှာဖြစ်တယ်လို့လင်းလက်လုံမှုကူညီအသင်းရဲ့ဥက္ကဋ္ဌကပြောပါတယ် ဒါပေမဲ့အခုရပိုင်းဖြစ်ပွားခဲ့တဲ့လူနာတင်းရင်မတော်တဆမှုတွေကြောင့်ပြည်သူတွေအကြားစိတ်နှောက်ရှက်ဖြစ်ရမှုအပေါ်စိတ်မကောင်းဖြစ်ရပြီးအသင်းအဖွဲ့တွေလိုက်အခုထပ်ပိုတဲ့စည်းကမ်းသတ်မှတ်ချက်တွေနဲ့ပြည်သူအကျိုးကိုဆက်လက်ထမ်းဆောင်နေမှာဖြစ်ကြောင်းလဲလင်းလက်လူမှုကွန်ရက်တင်ဥက္ကဋ္ဌဒေါန်နန်းစုံမိမိက ပြောပါရယ်ခင်ဗျာ လောကောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝီတင်ချင်ကြီးဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။